ဒီတောအုပ်ထဲမှာမိုးကဘယ်လိုလုပ်ပြီးတော့လာရွာနေရတာလဲငါတို့ရဲ့တောအုပ်ကိုတော့မိုးရွာလို့ထားခဲ့တာလေ အခုတော့မိုးကဒီမှာလဲရွာနေရပဲအဲ့လိုနဲ့ငှက်တရားမိုးရွာလို့ဆိုပြီးတော့အဲ့ဒီတောအုပ်ကိုလာခဲ့ပါတယ်တကယ်ချင်းတို့ဒီတောအုပ်မှာနှစ်တိုင်းလေပြင်းမုန်တိုင်းတွေတိုက်ရိုက်ရှိရဲ့ဤအစည်းချောင်းနေရာလဲနေရာတိုင်းမှာဝရှိရဲ့ညတဲ့အားလုံးပြန်သွားဖို့လုပ်တဲ့အချိန်ညက်စည်းတွေလက်ပြီးတော့မိုးတွေတဲထန်စွာရာသွန်းနေပါတယ်။ကောင်းမြင်မှလည်းညက်စည်းတွေတော်တော်လျှက်နေပါတယ်။ ။မျက်တည်ရလဲတောအနှံ့ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်လုံနေကြပါရဲ့။မြစ်တစင်းရဲ့ချင်းနှောင်းတစ်ခုထဲမှာကြက်တူရဲလေးတဲသေးလေးတစ်ကောင်ရှိနေပါရဲ့။သူကအကူအညီတွေလှမ်းတောင်းနေပါရဲ့။ဟိုမှာကြည့်ပါဦး။အရှိရချင်းနှောင်းလေးထဲမှာတခုခုရှိနေရဲ့ထင်တယ်။အပြန်ပေးပြီးတော့အကူအညီတောင်းနေတယ်။နင်တို့အမြန်သွားပြီးတော့သူ့ကိုအကူအညီလိုက်ပါဦး။ကလူကမိုးချိတဲ့အတန်ကြောင့်မလို့လက်ပြီးတော့ပြန်ပြေးသွားပါတော့တယ်။ဘဝစာကလေးမကပြန်ပြီးတော့မျက်နှာကိုရောက်လာပါတယ်။ မြစ်ထဲကနေတောင်းကိုမပြီးတော့အဲ့ဒီနေရာကနေပြန်သွားလိုက်ပါတယ်။ခလေးမင်းဘယ်သူလဲ။ဘာလို့မြစ်ထဲကတောင်းထဲမှာရှိနေရတာလဲ။ဒါကိုကြားပြီးတော့ချက်တူရေးလေးကငိုသွားပါတယ်။ခလေးဘာလို့ငိုသွားရတာလဲ။အေးပါအေးပါဘာမှမမေးတော့ပါဘူး။โอ้ว่าแอนดี้ตะมี้ก็ทุกข์อูเร็วจะตั้วอ่ะล่ะบาบาลุเลยสรอกตะมี้อ่ะตามแม่จัตตุเยตะกาไม่เข้าป่าวตกแท้อ่ะจัตตุเยมินทมี้บา ောင်းထဲကမင်းသမီးဟုတ်လားသမီးအကုန်ပြောပြပါမယ်အစားကနေအဆုံးအကုန်ပြောပြပါမယ်ပရိုလို့ခေါ်တဲ့တောင်းအုပ်ထဲမှာသမီးတို့ရဲ့နန်းဆောင်ရှိတယ်တောင်းအုပ်ထဲမှာရှိတဲ့ညက်တွေကလည်းသမီးရဲ့အဖေကိုယုံကြည်ကြရဲ့လေအဲ့လိုနဲ့ပဲတရက်မှာတော့တိုင်းငက်ကသမီးတို့ရဲ့နန်းဆောင်လာပြီးတော့တိုက်ခိုက်ခဲ့တယ်သမီးတို့ရဲ့စစ်တီရဲ့မတ်တွေကိုလည်းဖမ်းလိုက်တယ်အခုတော့မင်းနန်းပေါ်ကနေစင်းတော့မင်းရဲ့နန်းဆောင်က အောက်ဆုံးမယ် ဒီမှာတိုင်ကငါရှိနေသူရဲ့မင်းငါနန်းကိုမယူနိုင်ပါဘူး။ဘီရင်ကဂျားကိုထုတ်လိုက်ပါတယ်။တခြားတိုင်ကတကောင်ကလည်းဘီရင်ကိုတိုက်ခိုက်လိုက်ပါတယ်။ဘီရင်ကိုထန်ရန်ရအောင်လှုပ်လိုက်ပါတယ်။အဖေအဖေတမီးရဲ့အဖေကိုလှုပ်ပေးပါ။တမီးအဖေကိုလှုပ်ပေးပါ။တမီးတော်မကြောက်ပါနဲ့။ဘာမှမဖြစ်ဘူး။တမီးတော်အဖေကိုထားပြီးတော့ဒီကနေထွက်ပြေးပါတော့။တယောက်ယောက်ရဲ့အကူအညီကိုယူပြီးတော့ပြန်လာခဲ့ပါ။ဒီနန်းဆောင်ရဲ့ဘီရင်မနေရာမှာတမီးပဲလောက်ရမှာ။ ဒါကြောင့်မလို့ဒီနန်းဆောင်ကနေသမီးကိုလိုအပ်တယ်။ဘီရင်ရဲ့စကားကိုနားထောင်ပြီးတော့မင်းသမီးကနန်းဆောင်ထဲကနေအသက်လွန်အောင်ထွက်ပြေးသွားပါရဲ့။မင်းရဲ့မင်းသမီးကငကြောက်လို့ပဲ။ तू ကဘယ်လိုလုပ်ပြီးတော့ဒီနန်းကိုအုပ်စိုးနိုင်မှာလဲ။အခုတော့မင်းရှုံးသွားပြီ။ဒါပါပဲ။အဲ့လိုနဲ့တိုင်ငတ်တွေကသမီးတို့ရဲ့နန်းကိုရှူသွားခဲ့တယ်။သမီးရဲ့အဖေကိုနန်းတော်ကနေမောင်းထုတ်လိုက်တယ်။တိလာအနီစာကလေးရုပ်မာတဲ့တိတ်ငက်တွေကငှက်တွေကိုအယမ်းနိုင်ကျင့်တယ်။ဟုတ်လား ဒါဆိုရင်တော်တော်ရုပ်မာရသိမ့်ငက်ပါလားသိမ့်ငက်တည်းကနန်းဆောင်ကိုအုပ်ဆိုးလိုက်ပြီးဆိုတော့တမီးရဲ့ဖေဖမားရှိနေလဲတမီးလည်းမသိတော့ဘူးဘယ်ဟိုဆက်သွားပြီးတော့ဘယ်ဟိုဆက်သွားရမလဲလည်းမသိတော့ဘူးတမီးကတော့လွတ်မြောက်အောင်နီးလာနေသုံးပြီးတော့ဒီလိုရောက်လာခဲ့တာဒါပေမဲ့အဖေကဗမာရှိနေလဲမသိတော့ဘူးတမီးစိတ်မပူပါနဲ့အခုငက်တည်းကတမီးကိုတေချာဘက်ကူညီပေးမှာပါမိုးရက်သွားရင်ငက်တည်းအားလုံးကိုဒီအကြောင်းပြပြမယ်ရက်နေနေကြတော့မိုးတိတ်သွားပါတယ် အဲ့ဒီအခါဝဝစာကလေးမကအချက်တူရဲ့မင်းသမီးကိုခေါ်ပြီးတော့ညက်တေစီကိုသွားပါတယ်။ကိစ္စအားလုံးလည်းပြောလိုက်ပါတယ်။음ဒီရောက်မှာတဲ့တိတ်ညက်ကတော်တော်ဆိုးပါလား။အဲ့ဒီဘရင်ကငါတို့အဖေအပေါ်မှာကျေးဇူးတရားတွေရှိခဲ့ဘူးတဲ့။ငါ့အကိုလည်းအဲ့ဒီတော်ရဲမှာရောက်နေတယ်။ဘရင်ကအရန်သဘောကောင်းပြီးတော့အရန်ရရောတာ။သမီးအဖေသမီးအဖေသမီး အဲ့လောက်စိတ်မပူပါနဲ့ငါတို့အားလုံးရှိရဲတမီးရဲ့နန်းတော်ကိုပြန်ရအောင်လုပ်ပေးမယ်ဟိုဝါစာကလေးငါတို့နန်းတော်ကိုပြန်ရအောင်ဘယ်လိုလုပ်ရမလဲဟိုဝါစာကလေးမကအားလုံးကိုအကြံအမြန်ပြပြလိုက်ပါတယ်နောက်တည့်ရက်မှာတော့ငှက်တဲ့အားလုံးကဘုံတွေကိုယူသွားပြီးတော့တိုင်းငှက်တွေအုပ်ဆိုးတဲ့တောအုပ်ထဲကိုရောက်လာကြပါတယ်ငှက်တို့တောအုပ်ကြီးကိုပြက်စီးအောင်ဆောက်လုပ်ကြရအောင်ငှက်တွေအားလုံးကဘုံတွေကိုယူပြီးတော့နန်းဆောင်ဘက်ကိုပြစ်ချပါတယ်နန်းတော်ကြီးတစ်ခုလုံးမီးလောင်သွားပါတယ် ဘုံကြောင့်တိုင်းရက်တွေအားလုံးတိတ်ကုန်ကြပါရဲ့ဒီဘက်မှာတော့ဘရင်ကိုတောရဲ့ကူထဲမှာဖမ်းထားပါရဲ့ငတ်တွေအားလုံးဟာကူရဲ့အရှိမရှိရဲ့ကြောက်တုံးတွေကိုဖယ်လိုက်ပါရဲ့ဘလို့လောက်ပြီးတော့အဖေ့ရဲ့အတန်ကိုကြားသွားရတာလဲရုံမာတဲ့တိုင်းရက်တွေကအဖေ့ရဲ့တောကိုဘာလုပ်လိုက်ပြီလဲအဖေအဖေပဲပြောရမလားနန်းတော်ကြီးကိုသမီးဆောင်ရှောက်ရမယ်လို့ဒါကြောင့်မလို့ရုံမာတဲ့တိုင်းငတ်တွေကိုသမီးတက်လိုက်ပြီဟုတ်တယ်ဘရင်ငတ်တွေအားလုံးပေါင်းပြီးတော့တိုင်းငတ်ကိုအနံယူလိုက်ပြီး အခုတော့နန်းတော်ကိုဘယင်ပြတ်တက်ဖို့ပဲလိုတော့တယ်။အဖေရဲ့သမီးအဖေရဲ့မင်းသမီးလေးအဖေကသမီးဘော်ကိုအပြည့်အဝယုံကြည်ပြီးသားသမီးလုံးနိုင်နေဆိုတာကိုသမီးကအဖေရဲ့နန်းဆောင်ကိုပြန်ယူလာပေးနိုင်တယ်။အဖေဒါရီအားလုံးကသမီးလောက်ထားတာမဟုတ်ပါဘူး။ဒီငက်တွေအားလုံးကကိုကြီးပေးထားတာပါ။မဟုတ်ရင်ဘလို့လုပ်ပြီးတော့အဖေရဲ့နန်းဆောင်ကိုသမီးကပြန်ယူပေးနိုင်မှာလဲ။ငါတို့နင်တို့အားလုံးကတတိရှိကြတယ်။ငါရဲ့တော်ကိုနင်တို့ကယ်လိုက်ကြတယ်။ နင်တို့အားလုံးကလည်းဒူတီတောင်းမှနေပါနင်တို့အားလုံးနောက်ခုဆရာနေရာလဲပေးမယ်ဟုတ်တယ်တမီးတို့တောင်းမှမိုးလည်းမရွာဘူးအားလုံးအေဂျင့်စွာနေလို့ရတယ်ညက်တွေအားလုံးကပျော်ရွှင်သွားပါတယ်သူတို့ကဒီလိုသူတို့ကအဲ့လိုတောင်းမျိုးကိုပဲလိုချင်ခဲ့တာပါအဲ့ဒီတောင်းထဲမှာမိုးတွေလည်းမရွာဘဲနဲ့ညက်အပေါင်းနဲ့အေဂျင့်စွာနေနိုင်တဲ့နေရာမျိုးပေါ့ ဝါစာကလေးမနဲ့ဝဝါစာကလေးမရဲ့ယောက်ျားဖြစ်သူစစောတို့ကတောထဲမှာအိမ်တလုံးဆောက်ဖို့အတွက်ပြင်ဆင်နေကြတာပေါ့ထင်းချောင်းသေးသေးလေးတွေကိုရှင်းရှာလာခဲ့နော်ကျမကမြစ်ကန်းသားကနေမျက်တည်ရှာလာခဲ့မယ်မင်းဖားမမလုံးနဲ့ဒီမှာပဲအေးစစ်စစ်အနားယူအဲ့လိုပြောပြီးတော့စောစောစာကလေးကထင်းချောင်းတွေကိုရှာဖို့အတွက်တောထဲမှာပတ်ပြီးတော့ပြန်တန်းနေတာပေါ့အဲ့ဒီချိန်မှာကြီးကန်းမတကောင်ကိုတွေ့သွားတော့တယ်ထင်းချောင်းတွေရှာပြီးတော့ဘာလုပ်မလို့လဲ อืมမိန်းမဥဥတော့မလို့လေအဲ့ဒါเจ้าမလို့အသားအသက်ဆောက်မလို့အို့เจ้าကြားပြီးတော့တင်းတင်းကြီးကမကအတွေ့ထဲမှာနှစ်ဝင်သွားတော့တယ်နောက်တော့ဇော်ဇော်စာကလေးကိုပြောလိုက်တာပေါ့ကျမနဲ့ကျမယောက်ျားဒီဟင်းလင်းမြေဟိုဘက်တချမ်းမှာနေရလीအဲ့ဒီမှာအရန်ကိုလာပြီးတော့ခိုင်မာတဲ့အတိုက်တစ်ခုရှိတယ်တကယ်လို့ဒါဆန္ဒရှင်အဲ့ဒီအတိုက်မှာလာနေလို့ရတယ်အဲ့ဒီအတိုက်ကအတော့မလို့ဘူးလားကျမတို့ကတက်တက်အတိုက်မှာနေတာလीအ တီနွေရာတီကြမှအသားအစ်စ်ကိုဆောက်လိုက်တာနောက်တော့ဇောဇောစာကလေးကထင်းချောင်းတွေကိုမရှာတော့ဘဲနဲ့ပြန်ရောက်လာတော့တယ်ဟဲ့တော့ရှင်ထင်းချောင်းတွေကိုယူမလာဘူးလားကိုတို့အသားဆောက်ဆရာမလို့တော့ဘူးဟင်းလေးမြေရဲ့တဖက်ချမ်းမှာကြီးကန်းနေတဲ့အသားအပိုတစ်ခုရှိတယ်တဲ့ကိုခုနကလေးကကြီးကန်းမောင်နေနဲ့တွေ့ခဲ့တယ်လीသူကကို့ကိုပြောတာအဲ့ဒီပုံနေတဲ့အသားမှာနေလို့ရတယ်တဲ့ဟုတ်လားဒါဆိုရင်တော့ကောင်းတာပေါ့ရှင်အဲ့ဒီမှာဆိုကြီးငက်တွေလည်းအများကြီးရှိတော့မှာ ဒါဆိုကျမတို့အချိန်ဆွဲနေလို့မဖြစ်ဘူးလေအဲ့ဒါဆိုလဲသွားကြရအောင်အဲ့ဒီနောက်မှာတော့စာကလေးလင်မယားနှစ်ယောက်ကဟင်းနှင်းမြင်ကိုဖျက်ပြီးတော့ကြီးကမ်းမလေးတို့စီကိုရောက်လာတော့တယ်ဟိုးရှေ့ရတစ်ပင်မရှိရဲ့အတိုက်ကမင်းတို့အတွက်ပဲကျွန်တော်သွားကြည့်လာအောင်မယ်အဲ့လိုပြောပြီးတော့ဇော်ဇော်စာကလေးကအတိုက်ရှိရာကိုသွားလိုက်တော့တယ်စာကလေးမရေနင်းရဲ့ယောက်ျားပြောပြတာနင်းကဥဥရောမှာစို့ဟုတ်တယ်လေအဲ့ဒါကြောင့်ပဲအတိုက်ဆောက်ဖို့လုပ်နေရာ ီမှာဆိုဘာမှကြောက်စရာမလိုဘူး။ဥအတွက်လည်းစိုးရိမ်စရာမလိုသလိုစားနေရခါအတွက်လည်းစိတ်ပူစရာမလိုဘူး။ညရောက်သွားတော့တာပေါ့။ဘဝစားကလေးမနဲ့စောစောစားကလေးတို့ကအတိုက်ပေါ်မှာလှဲနေလိုက်ကြတော့တယ်။တင်းနေရဲ့ဒီစပားတွေကိုသူ့ကိုတော့ပြေးလိုက်အောင်။ကိုကာလူရဲ့သူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်။အဲ့ဒါမှကျမတို့ရဲ့အစီအစဉ်ကအောင်မြင်မှာ။တူတူပြောပါကွ။အတန်ဆိုတဲ့အရာကအဝေးရနေအောင်ကြားရတတ်တယ်။ဘဝရေဘဝအိတ်သွားပြီလားယင်။ ဟိုဝါစာပလေးမကထထိုင်လိုက်တော့တယ်။မအိတ်သေးပါဘူး။ဥရဲ့အနာကင်းနဲ့ပတ်သက်ပြီးတော့စကားပြောနေရတာ။음ဒီနေ့ဘာမှမစားရတော့တဲ့ဦးနဲ့တူတယ်။နေအတွက်စပားတွေရှူလာပေးခဲ့တယ်။ကျေးဇူးတင်ပါတယ်။အရာရာကိုကျေးဇူးတင်ပါတယ်။အတိုက်ထဲမှာလည်းပြီးနေတယ်။အခုကစပားတော်မှာအစင်းသင်းလာပေးတယ်။အမားတို့နဲ့တွေ့ရတာကျမအညံ့ကိုကန်ကောင်းတာပဲ။ငါတို့အမြဲတမ်းဒီလိုမျိုးဖေးမကူညီနေနေထိုင်ကြမယ်လीနော်။ တရက်မှာတော့ဥလေးနှလုံးဥလာတော့တယ်။ဘဝစာကလေးမနဲ့စောစောစာကလေးတို့ကရမ်းဝမ်းသာနေတာပေါ့။ကျမအခုပဲအမတင်နေအောင်တရင်ကောင်းတော့ပြေးလာအောင်မယ်။အဲဒီနောက်မှာတော့ဘဝစာကလေးမကတင်တင်ကြီးကမတို့ရဲ့အတိုက်စီကိုရောက်လာကြတော့တယ်။ဒါပေမဲ့တင်တင်ကြီးကမတို့ကအတိုက်ထဲမှာမရှိဘူးပေါ့။မနဲ့စောစောဘယ်သွားကြတာလဲမသိဘူး။ကြည့်ရတာအစာရှာထွက်တာဖြစ်မယ်။အဲဒီနောက်မှာတော့စောစောစာကလေးကဘဝစာကလေးမကိုခေါ်လိုက်တော့တယ်။ တွေရဲ့အနားကိုလာခဲ့လိုက်တော့မြစ်ကန်နာကိုသွားမလို့ဝဝစာကလေးမကသူ့ယောက်ျားစီကိုရောက်လာပြီးတော့ပြောလိုက်တော့တယ်ဒီနေ့ကကျမတို့ဥလေးတွေရဲ့ပထမဦးဆုံးရက်ဆိုတော့ကျမလည်းမြစ်ကန်အောင်လိုက်ပြီးတော့ခြေလက်မျက်လာတက်လာအောင်မယ်ပြီးကြလို့ရှိရင်နှစ်ရက်သုံးရက်ကြာတဲ့အထိအတိုက်ထဲကနေထွက်လို့ရမှာမဟုတ်တော့တာอืมဒါလည်းဟုတ်သားပဲဒါဆိုကိုနဲ့အတူတခါလေးလိုက်ခဲ့လိုက်အဲ့နောက်မှာတော့စာကလေးလင်မယားနှစ်ယောက်တော့ကမြစ်ကန်စီကိုထွက်လာကြတော့တယ်ကိုကလူကြီး ဒီနေ့ဝဝကဥဥပြီးနေလောက်ပြီလို့ကျမယုံတယ်။သွားကြည့်ရအောင်လား။မင်းဒီမှာနေခဲ့ကိုသွားကြည့်လာခင်းမယ်။အဲ့နောက်မှာတော့ကာလူကြီးကန်းကအတိုက်စီကိုပြန်လာတော့တယ်။အဲ့ဒီချိန်မှာအတိုက်ထဲမှာဥနှလုံးရှိနေတာကိုတွေ့တော့တယ်။ဒါပေမဲ့စကလေးလေးမရအောင်မတွေ့ဘူးပေါ့။ကာလူကြီးကန်းကဟိုဘက်ဒီဘက်ကိုကြည့်ပြီးတော့ဥနှလုံးယူပြီးတော့ထွက်ပြေးသွားတော့တယ်။ကိုယူလာနိုင်ခဲ့ပြီ။ကိုယူလာနိုင်ခဲ့ပြီတင်းနေရဲ့အတိုက်ထဲမှာဥနှလုံးတွေ့ရဲ့။ဒါပေမဲ့စကလေးကိုတော့မတွေ့ဘူးကွာ။ ဒီနေ့ချက်ချင်းမဲ့ဥရယူလို့ရလောက်မယ်လို့ကျမတို့မယုံနိုင်ဘူးရှင်ရှင်သိရဲ့လားကျမငငယ်ကလေးကအမေရလေစက်တူရဲနဲ့ဥကိုဖောက်ပြီးတော့တိုက်ဖူးတယ်ဟိုးတစ်ခေါက်တုန်းကကိုခုံမရဲ့ဥကိုခိုးလာခဲ့တာရောမင်းမေ့သွားပြီလားအော်မှတ်မိပြီဒါမှမဲ့အဲ့တုန်းကဥရယာတော်တော်လေးကိုသေးတာအဲ့နောက်မှာတော့ကြီးကန်းနေမယားကကိုစီကိုစီဥရယူပြီးတော့ခြံထဲကိုဝင်ပြီးတော့ဖောက်ပြီးတော့တောက်လိုက်ကြတော့တယ် ဆာကလေးလင်မယားနှစ်ယောက်ကအတိုက်ကိုပြန်ရောက်လာတဲ့အခါမှာတော့သူတို့ရဲ့ဥလေးတွေကိုမတွေ့ရကြတော့ညံ့အောင်စိတ်ပူသွားတော့တာပေါ့ကျမတို့ရဲ့ဥလေးတွေကဘယ်ရောက်သွားတာလဲအခုနောက်လေးနေမှာဒီအတိုက်ထဲမှာထားခဲ့ရလीဒီလောက်တောင်မြင်မြန်ကြီးဘသူကများကိုတို့ရဲ့ဥလေးတွေကိုခိုးယူသွားရတာလဲကိုတို့ရဲ့အပြစ်မရှိတဲ့ကလေးလေးတွေကိုခိုးယူပြီးတော့စားပြစ်ရတာဘသူရဲ့ဖြစ်နိုင်မလဲကာလူကြီးကန်းနဲ့တင်တင်ကြီးကန်းမကလည်းအဲ့ဒီလိုရောက်လာတော့တယ်ဘောပါကြီးအကိုတို့ကညီမလေးအတွက်စပိုင်းယူလာပေးခဲ့တယ် ဘဝစာကလေးမကရှာကြီးတငင်ငိုချလိုက်တော့တာပေါ့အကိုကလူရေအကိုကလူညီမလေးလေဒီမနေ့ပဲဥနှလုံးဥခဲ့တယ်ဒါပေမဲ့ညီမလေးရဲ့ဥတွေကိုတယောက်ယောက်ကခိုးသွားခဲ့လေဟမ်ဘာပြောလိုက်တယ်ဘယ်လိုလုပ်ပြီးတော့ဒီလောက်မြင်မြင်သိနိုင်မှာလဲအတိုက်ထဲမှာဥတွေရှိရဲ့အကြောင်းလေဒီမှာဆိုရင်မွေးရောင်မတကောင်မှရှိရမှာမဟုတ်တလို့ဥတွေကိုဖောက်စားမဲ့တခြားငက်တွေလည်းရှိရမှာမဟုတ်ဘူး ဘသူကဒီအလုပ်ကိုလုပ်တာဖြစ်နိုင်မလဲကျွန်တော်တို့နှစ်ယောက်အတူတူမြေကမ်းကိုသွားခဲ့မိတာလည်းမှားခဲ့တာပါပဲဘဝစာကလေးမရဲ့မျက်လုံးမှာမျက်ရည်တွေကပြည့်နေနေတာပေါ့ဥလီနေရဲ့အဖေကြီးကျမတခဏလောက်တော့တယောက်ထဲနေခြင်းမိရဲ့ကျမရဲ့စိတ်ထဲမှာတမျိုးကြီးပဲခံစားလို့လည်းမကောင်းဖြစ်နေရဲ့အဲ့လိုပြောပြီးတော့ဝဝစာကလေးမကမြေကမ်းနာကိုထွက်သွားလိုက်ပြီးတော့ငူနေရပေါ့အဲ့ဒီချိန်မှာအဖွားကြီးကမ်းမလေးကဝဝစာကလေးမငူနေတာကိုတွေ့ပြီးတော့အနားကိုရောက်လာတော့တယ် မီးရေဘာဖြစ်လို့ငိုနေရလဲအဖွားရေတမီးလေဒီနေ့မနေ့ပဲဥလေးနှလုံးဥခဲ့တယ်ဒါပေမဲ့တိရယောက်ကတမီးမသိခင်မှာပဲတမီးရဲ့ဥလေးကိုခိုးယူသွားခဲ့တယ်ဘသူခိုးသွားမှလည်းမသိပါဘူးအင်းဒါဆိုရင်တော့တမီးအတွက်တခိုးကိုတရားဖို့အရန်ကိုရေးကြည့်ရဘာလို့လဲဆိုတော့နောက်တစ်ခါတမီးချက်ဥရင်လည်းခိုးသွားအောင်ပါလေဒါမဲ့အဖွားရဲ့တမီးရဲ့အိမ်ကြီးချင်းတွေကအရန်ကိုသဘောကောင်းကြတာတကယ်တခိုးကဘသူလဲဆိုတာတမီးကဘလို့လုပ်ပြီးတော့သိနိုင်မှာလဲ အဲ့ဒီနောက်မှာတော့အဖွားကိုကြီးကန်းမာလီကဘဝစာကလေးမရဲ့နားနာကိုကပ်ပြီးတော့တိုးတိုးလေးပြောလိုက်တော့တယ်။နောက်တော့ဘဝစာကလေးမကသူ့ရဲ့အတိုက်ကိုပြန်ရောက်လာတော့တယ်။အဲ့လိုနဲ့ပဲနေ့တွေရက်တွေကုံဆုံးသွားတော့တာပေါ့။ဘဝစာကလေးမနဲ့စောစောစာကလေးတို့ကမြစ်ကန်းနာကိုရောက်လာကြတော့တယ်။နောက်တော့ဘဝစာကလေးမကပြောလိုက်တော့တယ်။ကိုကြီးဒီကနေအဖြစ်အောင်ကြောက်ခဲတတော်ကိုလိုက်ရှာပေးပါဦးလား။ကျမနောက်တလုံးကိုလိုက်ရှာလိုက်မယ်။ဒီလိုလုပ်လို့တကယ်တခုသိနိုင်မှာတကယ်လား။ ပထမတစ်ခါတော့ကျမတို့ရဲ့ဥလေးတွေကိုလာခိုးတဲ့တခိုးကဒီတစ်ခါလဲကျမတို့ရဲ့ဥလေးတွေရှိတဲ့အကြောင်းသိရင်တေချာဘခိုးဖို့ရောက်လာမှာလीပြီးရင်အဲ့ဒီတခိုးကိုဖမ်းမိသွားလိမ့်မယ်အဲ့ဒီနောက်မှာတော့စာကလေးလေးမယားနှစ်ယောက်လုံးကအဖြူအောင်ကြောက်ခဲတုံးလေးတွေကိုယူပြီးတော့ပြောင်းအောင်လာကြတော့တာပေါ့ခဏကြာရင်နောက်မှာတော့တင်းတင်းကြီးကမကအဲ့ဒီနေရာကိုရောက်လာတော့တယ်အဲ့ဒါကြောင့်ကိုအမရဲ့ညီမလေးကဘာလို့အရန်ဝမ်းတာနေရလဲလို့ကြည့်နေတာဟုတ်တယ်အမဒီနေ့ပဲညီမလေးဥတွေဥခဲ့ရလေ ဒါပေမဲ့ကြောက်မိတဲ့အမရဲ့ဒီတခါလဲအော်ဒီတခါဘာမှဖြစ်မှာမဟုတ်ပါဘူးညီမလေးရဲ့အရင်ကြီးစိတ်မပူပါနဲ့တင်းတင်းကြီးကမနဲ့ကာလူကြီးကန်တို့ကအစာရှာထွက်လာကြတော့တယ်ကျမတို့ရဲ့ဥလေးတွေကိုဘယ်တခုကခိုးတာလဲသိရဖို့အတွက်ပုန်းခုပြီးတော့ကြည့်မှဖြစ်မယ်အဲ့လိုပြောပြီးတော့ဝဝစာကလေးမနဲ့စောစောစာကလေးတို့ကအဝေးတနေရာကိုထွက်သွားလိုက်တော့တယ်ချုပ်ငင်းမှာပုန်းခုနေလိုက်တော့တယ်ကိုကာလူရဲ့တခါတော့တော်ကြည့်ကြည့်ရအောင်လား ဒီနေ့လည်းအဲ့ဒီဥတွေကိုကျမတို့စားရင်စားလို့ရလောက်တယ်။음ဒီတစ်ခေါက်တော့သူတို့ကဥကိုထားခဲ့ပြီးတော့သွားမှာမဟုတ်တော့ဘူး။မဟုတ်ဘူးမဟုတ်ဘူး။ဝဝါမြစ်ကန်းကိုသွားမယ်အကြောင်းပြောတာကျမကြားလိုက်တယ်။အဲ့ဒီနောက်မှာတော့တင်တင်ကြီးကန်းမလေးနဲ့ကာလူကြီးကန်းတို့ကဝဝါစားကလေးမရဲ့အတိုက်ကိုရောက်လာတော့တယ်။ဒီစာကလေးတွေကအယူတွေပါလားနော်ဒီဥတွေကိုလည်းငါတို့စားဖို့အတွက်ထားထားခဲ့တယ်ကိုကလူကြီးအချိန်ဆွဲမနေနဲ့မြ мян လေးဥကိုယူပြီးတော့ဒီကနေသွားကြရအောင် မိုးဝါစာကလေးမနဲ့စောစောစာကလေးတို့ကခြုံထဲကနေခိုးကြည့်နေတော့တာပေါ့အဲ့နောက်မှာစာကလေးတို့လီမီယာနှစ်ယောက်လုံးကကာလူကြီးကန်းတို့ရဲ့အနောက်ကနေမတိမတားလေးလိုက်လာခဲ့တော့တယ်ကာလူကြီးကန်းနဲ့တင်တင်ကြီးကန်းမတို့ကတောနယ်ထဲကိုသွားပြီးတော့သူတို့ကြိုက်ချီလာတဲ့အဖြစ်အောင်ကြောက်တုံးလေးတွေကိုအောက်ကိုချလိုက်တော့တယ်ဒီဥတွေကအယောင်လေးတာပဲဟိုဝါစာကလေးမနဲ့သူ့ရဲ့ယောက်ျားကလည်းအဲ့ဒီနေရာကိုရောက်လာတော့တယ်ဘာလို့ဆိုအဲ့ဓာရီကအဖြစ်အောင်ကြောက်တုံးနေမလို့လေညီမလေးမထင်တာဘူး အပြင်ကနေအရန်ကိုရရောလာတဲ့အမားတို့ရဲ့အတွင်းဆိုင်ကမြေခွေးလိုပဲရုပ်မာလိမ့်မယ်လို့လीအဲ့ဒါကဥကို အမားကဒါပေမဲ့စာကလေးမနဲ့သူ့ရဲ့ယောက်ျားထွက်သွားလိုက်တော့တယ်ကြည့်ရတာတယောက်ယောက်ကိုအလွယ်တကူယုံကြည်ပေးလိုက်ရတာကသူတို့နှစ်ယောက်ရဲ့အမားမန်းစာကလေးလင်မယားနှစ်ယောက်လုံးကနားလဲသွားကြလို့ဖြစ်လိမ့်မယ် ဒါဘာလဲဝဝထမင်းနဲ့ပဲဟင်းမဲလားနေ့တိုင်းဒါပဲစားရင်လည်းဘိုင်မကောင်းဖြစ်နေပြီရှင်ပဆံမင်းများရှာနိုင်တော့မှကျမဟင်းလျာကောင်ချက်ပြုတ်လို့ရမှာပေါ့တောပီရင်ရဲ့ကျေးဇူးကြောင့်ကျမတို့ထမင်းစားနေရတာမဟုတ်ရင်ပဲပဲစားပြီးတော့ဘိုင်ဖြစ်နေရမှာဝဝရေမင်းလည်းကိုယ့်ရဲ့အလုပ်ကိုသိတာပဲဟုတ်နေ့စားအလုပ်လုပ်တာနေ့တိုင်းအလုပ်ရတာမဟုတ်ဘူးအလုပ်ရတဲ့နေ့ကြမှာပဆံအားရတာလေအလုံးမရရင်တော့ဒီတိုင်းပဲနေ့ရက်တည်းကိုကုံဆုံးသွားရတာ ဘယ်အချိန်မှပဲဟင်းနဲ့ထမင်းမဲစားရမယ်ကံရနဲ့ပါနေလည်းမသိပါဘူးကာလူကြီးကန်းရဲ့စကားကိုနားထောင်ပြီးတော့ဘောဘာစာကလေးမကမျက်ရည်တွေဝဲသွားတော့တာပေါ့အဲဒီနောက်မှာတော့တမိသားစုလုံးပေါင်းပြီးတော့ထမင်းနဲ့ဘဲဟင်းကိုဘိုက်ဝအောင်စားလိုက်ကြတော့တယ်နောက်နေ့မှာတော့ဘောဘာရဲ့တမိလေးကမှုေးတဲ့အနံတစ်ခုရသွားတော့တယ်မေကြာဘာနဲ့လေးလဲရင်မှုေးနေရပဲအနံကတော့မှုေးနေရောပဲကြည့်ရတာငါးရင်ချက်နေရတဲ့တူတယ်တေချာပေါ့ခုံမလေးရဲ့အိမ်မှာငါးရင်ချက်နေရဖြစ်မယ် အနံ့ရဲ့အနောက်ကိုလိုက်ပြီးတော့ဝဝစာကလေးနဲ့သူ့ရဲ့သမီးလေးကအိမ်ကြီးချစ်ခုံမရဲ့အိမ်ကိုရောက်လာတော့တယ်။အဲ့ဒီအချိန်မှာခုံမငါးဟင်းပူပူလေးကိုချက်ပြုတ်နေရပေါ့။ဘဝရဲ့ဒီမှာမပါလို့နေရလဲ။အမရဲ့အိမ်ကနေမှွေးတဲ့အနံ့လေးရလို့လေ။အဲ့ဒါကြောင့်ကိုကူကိုတော်မထိန်နိုင်မဲနဲ့ဒီကိုရောက်လာတာ။အမကငါးဟင်းချက်နေရမဟုတ်လား။ဟုတ်တယ်ဘဝငါးဟင်းနဲ့ပလာတာလုံးမလို့ငါဟင်းကိုနောက်ဆုံးတစ်ခေါက်တုန်းကအမေအိမ်မှာပဲစားခဲ့ရတာအဲ့ဒီနောက်ကနေစပြီးတော့ဒီနေ့အထိငါဟင်းကိုမမြင်ရတော့ဘူး ဒါနဲ့ငါ့ကိုဘယ်စေးပေးပြီးတော့ဝယ်ခဲ့ရတာလဲ1ကီလိုနဲ့ရူဘီတရာဝယ်ခဲ့ရတာပါဘာပြောလိုက်တယ်ရူဘီတရာတော့ပေးရတာလားအင်းရမ်းကိုဈေးကြည့်ရပဲအဲ့လောက်ကညီမလေးရဲ့တလားစာလားခါတော့ရှိတာမဟုတ်ပါဘူးမစားနိုင်တဲ့အစ်စ်နဲ့မရှိမှတော့မစားနဲ့ပေါ့ကွာပြီးတော့လဲငါ့ရဲ့ငါ့ကိုမျက်စိကြအောင် မလုပ်နဲ့တွားလိုက်တော့ကိုမရဲ့စကားကိုနားထောင်ပြီးတော့ဝဝစာကလေးမကအင်ကိုပြန်ရောက်လာတော့တယ် နောက်တော့ဝဝဆောင်ကလေးမကသူ့ရဲ့ယောက်ျားကာလူကြီးကန်ကိုအကြောင်းဆုံးပြပြလိုက်တော့တာပေါ့။အော်ဝဝရဲ့ဘာများစိတ်မကောင်းစရာရှိလို့လဲ။ကိုတို့ရဲ့အိမ်အနောက်မှာမြစ်တစင်းရှိတာပဲ။ကိုကြားဘူးတဲ့အဲ့မြစ်ထဲမှာငါးတွေအများကြီးရှိတယ်ဆိုတာပဲ။မင်းသာဆန်းသားရှိရင်အဲ့မြစ်ထဲကနေငါးတွေဖမ်းပြီးတော့စားလို့ရတယ်လေ။အဲ့လိုသာဆိုရင်ကျမအခုပဲငါးတော့ဖမ်းလိုက်တော့မယ်။ကျမငငယ်တော့ဆိုရင်ငါးတွေအများကြီးဖမ်းမိခဲ့တာ။ အဲ့ဒီနောက်မှာတော့ဝဝဆောင်ကလေးမနဲ့သူ့ရဲ့သမီးလေးကမြေကမ်းနာကိုသွားပြီးတော့ငါးဖမ်းလိုက်တော့တယ်။ခဏကြာတဲ့နောက်မှာတော့ငါးရဲ့အများကြီးကိုဖမ်းမိသွားတာပေါ့။အဲ့ဒီချိန်မှာရုတ်တရက်ကြီးသူတို့ရဲ့ပိုက်ကုန်ထဲကိုရွှေရောင်ငါးလေးကပိတ်မိသွားတော့တယ်။ဒါကဘလို့ငါးလေးလဲရင်အယောင်ကလည်းရွှေလိုလက်နေတဲ့အပြင်သူ့ရဲ့ကိုယ်ပေါ်မှာလည်းစိတ်နေရှိနေတယ်။ဒီလိုငါးလေးကိုသာစိတ်မှရောင်းချလိုက်ရင်ပြဿနာကြီးအများကြီးရမှာ။ဟာမလုပ်ပါနဲ့။ငါ့ကိုမရောင်းလိုက်ပါနဲ့။သူတို့သူတို့ကငါ့ကိုတတ်ပြစ်လိုက်မယ်။ ဒါကဘာလဲငါစကားပြောတတ်တယ်ဟုတ်လားအိမ်မက်များမက်နေရလားမသိဘူးဒါကအိမ်မက်မဟုတ်ပါဘူးလက်တွေ့ပါငါ့ကိုမြစ်ထဲကိုပြန်ထည့်ပေးပါငါ့မှာမိသားစုတွေရှိသေးတယ်ပြန်တော့မှဖြစ်မှာမလို့ပါဘဝစာကလေးမကအဲ့ဒီရွှေငါးလေးကိုလှုပ်ပေးလိုက်ပြီးတော့ကျန်တဲ့ငါးတွေအားလုံးကိုယူပြီးတော့အိမ်ကိုပြန်လာတော့တယ်အဲ့နောက်မှာတော့တချို့ငါးတွေကိုကြော်လိုက်ချက်လိုက်နဲ့ပြင်ဆင်လိုက်တော့တယ်อืมအခုမှပဲကျမတို့မိသားစုလည်းတော်တော်လေးကြာမှအစားကောင်းနေစားရတာ အဲ့နောက်မှာတော့ဝဝစားကလေးမကငါးစားကျင်တဲ့စိတ်ဖြစ်လာတဲ့အချိန်တိုင်းမြစ်ကမ်းနားကိုသွားပြီးတော့ငါးဖမ်းလိုက်တော့တယ်။နောက်တော့ငါးဟင်းကိုမတူညီတဲ့နီလန်းနေနဲ့ချက်ပြုတ်လိုက်တော့တယ်။အဲ့လိုနဲ့ပဲလရည်အများကြီးကုံဆုံးသွားတော့တာပေါ့။တရက်မှာတော့လူရှိလားပြုတ်။ခုနကသတင်းတစ်ခုရထားတယ်။မကြခင်မုံတိုင်းပြင်စားတိုက်ဖို့ရှိတယ်တဲ့။အဲ့ဒါကြောင့်ခဏတာအတွက်ဒီကနေရှောင်ပြီးတော့တခြားမှာသွားနေကြ။ဒါပေမဲ့အကိုရဲ့အိမ်ကိုထားပြီးတော့ဘယ်လိုသွားရမှာလဲ။ ဒါတော့မပြောတတ်ဘူးတကယ်လို့ကို့အသက်ကိုချစ်တယ်ဆိုရင်တော့နှစ်နာရီအတွင်းဒီကနေထွက်သွားကြတော့ခဏကြာရဲ့နောက်မှာတော့ငှက်တွေအားလုံးကအဲ့ဒီနေရာကိုထွက်သွားလိုက်ကြတော့တယ်အဲ့ဒီနောက်မှာတော့လေမုန်တိုင်းတစ်ခုကပြင်းထန်စွာတက်ခိုက်လာပြီးတော့တောထဲမှာရှိတဲ့ငှက်တွေအားလုံးရဲ့အိမ်ကိုဖျက်ဆီးပစ်လိုက်တော့တယ်အရာအားလုံးကဖျက်ဆီးသွားတော့တာပေါ့လေမုန်တိုင်းတိုက်ပြီးလို့ပြီးသွားတဲ့အခါမှာတော့ကျင်းငှက်တွေအားလုံးကသူတို့ရဲ့အိမ်ကိုပြန်ရောက်လာကြတော့တယ်ဖျားကြီးဘာတွေဖြစ်သွားရတာလဲ ကျမရဲ့အိမ်လေးကဘာဖြစ်လို့ပျက်စီးသွားရတာလဲအခုကျမတို့ဘယ်လိုသွားပြီးတော့ဘာလုပ်ကြမလဲအဲ့ဒီနောက်မှာတော့ဘဝစာကိန်းမကသူ့ရဲ့မိသားစုနဲ့အတူမြစ်ကမ်းနာကိုရောက်လာတော့တယ်နောက်တော့တဲထုတ်ပြီးတော့အဲ့ဒီနေရာမှာပဲအနားယူလိုက်တော့တာပေါ့သူတို့မိသားစုကမြစ်ကမ်းနာမှာပဲတဲထုတ်ပြီးတော့နေကြတော့တယ်နောက်တော့မြစ်ကန်ကငါ့ကိုဖမ်းပြီးတော့ငါဟင်းချက်စားရင်းနဲ့ဗိုက်ဖြစ်နေရပေါ့။ညဘက်ရောက်တဲ့အခါမှာတော့တဲတဲ့ကိုပြန်ဝင်အိပ်ပြီးတော့နေရတဲ့ကိုကုံဆုံးလိုက်တော့တယ်။ တကယ်မှာတော့ညာဘက်တွေအိပ်ပျော်နေတဲ့အချိန်ရေပြင်းတွေတက်ခတ်လာပြီးတော့သူတို့ရဲ့တဲလေးကိုအဝေးတနေရာစီလွင့်သွားစေတော့တယ်။ဖျားကြီးဘာလို့အဲ့လောက်တောင်ရက်ဆက်ရတာလဲ။အစကတော့အိမ်ကိုလူယူလိုက်တယ်။နောက်တော့မိခိုးစရာတဲလေးလည်းလူယူလိုက်သေးတယ်။ကြည်ရတာဒီနေ့ညတော့ကောင်းငင်ရဲ့အောက်မှာပဲတညတာကိုကုံဆောင်ရတော့မယ်နဲ့တူပါရဲ့။တတော်လုံးလေးရှာတာနှက်နေပြီ။နေစရာနေရာတနေရာတော့မရှိဘူး။ကြည်ရတာဘဝကတော့ဒီမှနဲ့အဆုံးသက်သွားပြီထင်ပါရဲ့။ ဖះရေကျွန်တော်တို့စီကနေအားလုံးကိုလူယူသွားပြီပဲကျွန်တော်တို့ကိုလည်းကောင်းကင်ဘုံအမြန်ဆုံးခေါ်လိုက်ပါတော့လားဘာလို့အဲ့လိုပြောရတာလဲရှင်ဖះဘော်ယုံကြည်မှုမပြည့်စုံနဲ့အားလုံးအဆင်ပြေသွားလိမ့်မယ်လွယ်လွယ်နဲ့တော့အရှုံးမပေးလိုက်ပါနဲ့ရှင်ဖះကကျမတို့ကိုတေချာပေါက်ကူညီပေးမှာပါအဲ့ဒီအချိန်မှာပဲမြက်ကန်းထဲကနေရွှေရောင်ငါးတကောင်ကရောက်လာတော့တယ်ဘဝရေငါကနေအဲ့ဒီနေ့ကအသက်ရှင်ဝင်ပေးလိုက်တဲ့ရွှေရောင်ငါးလေးပဲ နင်တို့နေရာမှာတခြားသူဆိုငါ့ကိုသူတို့အကျိုးအတွက်ရောင်းလိုက်တာကြာရောပေါ့ဒါပေမဲ့နင်တို့နှစ်ယောက်ကငါ့ကိုလွတ်လပ်ခွင့်ပေးခဲ့တယ်လေအဲအားကြောင့်ဒီနေ့မှငါနင့်ကိုကူညီဖို့ရောက်လာခဲ့တာငါရှိနေတဲ့ွေနင်တို့တွေအကူအညီမဲ့စရာမလိုပါဘူးအဲ့လိုပြောပြီးတော့ရွှေရောင်ငါကသူတို့မိသားစုအတွက်ငါ့ရင်တလုံးကိုဖန်တီးပေးလိုက်ပြီးတော့သွားလိုက်တော့တယ်အဲ့ဒီနောက်မှာတော့ဝါဝါစာကရီမကသူ့ရဲ့မိသားစုနဲ့အတူအဲ့ဒီငါ့ရင်ထဲကိုဝင်သွားလိုက်တော့တယ် ဝါးဒီငါးရင်လေးကအရန်ကိုလှတာပဲပြီးတော့ရွှေတွေလိုမျိုးတောက်ပြောင်နေရောပဲနောက်ဆုံးတော့ငါတို့မှအိမ်လေးတစ်လုံးရှိလာခဲ့ပြီဒါတွေအလုံးကဟူမော်ငါးလေးကြောင့်ဖြစ်လာခဲ့ရတာအခုတော့စိတ်မြင့်စရာတွေကြောင့်ရတော့မှမဟုတ်ဘူးသမီးလေးရဲ့အမေတို့ကငါးရင်လေးထဲမှာအေးစစ်နေထိုင်လို့ရပြီအဲ့ဒီနောက်မှာတော့ဝဝဆာကလေးမကသူ့ရဲ့ယောက်ျားကာလူကြီးကသမီးဖြစ်သူဇာဇာဆာကလေးမနဲ့အတူငါးရင်လေးထဲမှာပြပြွှေရွှေနေထိုင်ကြပါတော့တယ်